လက်ရှိမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတပါတီစနစ်နဲ့သွားမယ်ဆိုပါကတိုင်းပြည်ပိုပြက်သွားနိုင်တယ်လို့နိုင်ငံရေးပါတီတချို့ကထောက်ပြကြပါဗျ။နိုင်ငံရေးပါတီတွေအကြမ်းမောင်းမြန်မာနိုင်ငံရဲ့စီရေးတင်းမာမှုတည်ငြိမ်အေးချမ်းမှုမရှိတာတို့ဟာပါတီစုံစနစ်ကြောင့်ဖြစ်ပြီးတော့တပါတီစနစ်နဲ့ပြန်လည်တိဆောက်သွားတဲ့နယ်လို့သဘောထားကွဲလွဲမှုတွေရှိနေကြတာပါ။မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီကျင့်သုံးမှုကြောင့်လက်နက်ကိုင်အဖွဲ့အစည်းပေါ်များကတိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိခြင်းမဟုတ်ဘဲ အရင်တပါတီစနစ်ကျင့်သုံးခဲ့တဲ့မြန်မာဆိုရှယ်လစ်လမ်းစင်ပါတီခေတ်ကလည်းလက်နက်ကင်ဖွဲ့စည်းအများအပြားရှိခဲ့တာဖြစ်တယ်လို့တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်နိုင်တဲ့တရင်ဌာနကိုပြောပါရယ်အရင်ကျင့်သုံးခဲ့ခြင်းကလည်းတိုင်းပြည်တိုးတက်လာခြင်းမရှိဘဲဆုပ်ယုပ်ခြင်းသာရှိခဲ့ကြောင်းဒါကြောင့်လက်ရှိအခင်းကျင်းမှာတပါတီစနစ်နဲ့တွားမယ်ဆိုပါကတိုင်းပြည်ပိုပြက်သွားနိုင်ကြောင်းသူကပြောပါရယ် ပါတီဆိုရင်တော့အားမှာပါဗျာပါတီနဲ့တော့တွားလို့မရပါဘူးကျွန်တော်တို့အခုနေပါတီနဲ့တွားရင်တိုက်ပြီးပြုချက်တွားပါလိမ့်မယ်ခုရောသက်ရှင်ကြောင်းမယ်ဆိုပါတီဆိုရင်တပါတီဆိုဆိုရင်တော့ကျွန်တော်တို့ကျွန်တော်ရှင်းရှင်းတော့ဘာမှဆိုကောင်းပါလေအမေရိကန်နဲ့တရုတ်ကိုပဲနိုင်ချင်ကြည့်ရတော့မယ်ပုံမှန်ပေါ့နော်တရုတ်ကတော့ပါတီနေတဲ့တွားနေတယ်အခုရချတဲ့တရုတ်တို့ကကျတော့ဒီနေ့ကန်းနဲ့မူလဲပေါ့လေအားလုံးကလုတ်ပဲဆိုတော့တိုက်ပြီးတိုးတက်တာပေါ့အမေရိကန်နဲ့ပါတီဆိုဆိုရင်ကျွန်တော်တို့ကလည်းအဲ့ဒီရပါလေအလုံးလား ဒါတော့ကျွန်တော်တို့ကဆိုရှယ်လစ်ကင်းနဲ့ကျွန်တော်မြန်မာနိုင်ငံနိုင်ရှင်ရမယ်ဆိုရှယ်လစ်ကင်းနဲ့ယနေ့ကျွန်တော်တို့ခေတ်ကိုပြန်နိုင်ရှင်ရမယ်ဆိုရင်တော့အခုပါတီစုံကပို့လို့လွတ်လပ်တယ်လို့ကျွန်တော်ပြောလို့ရပါတော့ပြည်သူလူအနေနဲ့လည်းဒါနိုင်ငံကြီးဟိုကောင်းကောင်းနားလည်ပြီးမှကျွန်တော်ကျွန်တော်ကြာချီးပို့တော့လိုအပ်တာပေါ့ဒါဆိုရင်မျိုးဆိုလူတို့ကနေမှနိုင်ငံကြီးနားမလည်ဘူးဆိုတော့နိုင်ငံတိကျမှာအရန်ချက်ပါလေရပါ အမ်မလန်ကူရကျွန်တော်တို့ဒီဖြစ်တုံးနဲ့ပြီးပါပြီဒီပါတီစနစ်ကိုလည်းအာနစနယ်လေးနဲ့တာပေါ့နော်ကိုယ်ချင်းလေးရှိတာဦးလေးဒီမှာစစ်ချက်ဖြစ်ပြီးအဲဆိုင်ချင်းတုံးနေတာလဲကျွန်တော်တို့တိုက်ပြာတုတ်တက်လာတာမရှိဘူးနဲ့ဆုံးတာပဲရှိတာပေါ့အဓိကတော့ဒီကစိတ်ကိုယ်တာတွေရေးကြည့်တာပေါ့ဗျာတကယ်ခိုင်နဲ့ခေါင်းဆောင်နေနေနဲ့တော့တိုက်ပြီးပေါ်ရှင်းတာတောင်းအောင်လုပ်ရဲ့နော်ဥပါဒ်တောင်းအောင်လဲဆိုတော့အောင်မြင်ပါပါ 1962ခုနှစ်ကမြန်မာတပ်မတော်ဟာနိုင်ငံတော်အာဏာကိုရယူခဲ့ပြီးနောက်ဗိုလ်ချုပ်ကြီးနေဝဲဦးဆောင်ပြီးမဆလပါတီကိုဖွဲ့စည်းကာမြန်မာနိုင်ငံကိုတပ်ပါတီစနစ်နဲ့1988ခုနှစ်အထိအုပ်ချုပ်ခဲ့တာပါ။အဲဒီနောက်ပြည်သူလူထုတရက်လုံးရဲ့ကြီးမားကျယ်ပြန့်တဲ့အုံကြွဆန့်ကျင်မှုပေါ်ပေါက်ခဲ့ရပြီးတမိုင်းဝင်၈လေးလုံးအရေးခင်းကြီးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာဆိုရှယ်လစ်လမ်းစစ်ပါတီစနစ်ကြီးလည်းချုပ်ငင်းခဲ့ရပြီး1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာတော့ဗိုလ်ချုပ်မှုကြီးစောမောင်ခေါင်းဆောင်နဲ့တပ်မတော်ကအာဏာရယူခဲ့ပြီး နိုင်ငံတော်ညီဝက်ပြပြမှုတိဆောက်ရေးအဖွဲ့နဝတာကိုဖွဲ့စည်းပြီးတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာပါအဲ့ဒီနောက်1990ခုနှစ်မေလ28ရက်နေ့မှာတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ကြရမှာလက်ရှိအခြေအနေထိပါတီစုံစနစ်ကိုသာကျင့်သုံးလာခဲ့တာပါ ။ဒါဆက်ကဥက္ကဋ္ဌအနေနဲ့2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ခတိပြုပြောဆိုထားတဲ့အပြင်ပါတီစုံဒီမိုကရေစီစနစ်အရရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတာကြောင့်တပါတီစနစ်ဖြစ်လာနိုင်စရာမရှိဘူးလို့ပြည်သူ့ပါတီ PP ရဲ့ဥက္ကဋ္ဌဦးကိုကြီးကစီရင်တဲ့တင်းဌာနကိုပြောပါရတယ်။ဘုရားအားတော့ပြောရရင်ကျွန်တော်တို့ကျွန်တော်တို့ကကြည့်ဖို့အတိုင်းခက်လက်ဆောင်ရမယ်လို့ပြောနေကြတော့ကျွန်တော်တို့တူတိခါနေကဟိုအရင်တော့ကြောင်မရှိဘူးလို့မြင်ပါတယ်နော် အဲ့တော့နိုင်ငံတော်ကဒါပါတီဆိုဒီမိုကရေစီကနေတော့မယ်ဆိုတာအဲ့ဒီပါတီဆိုဒီမိုကရေစီကနေကိုပုံသားနေကြအင်္ဂလိပ်ကဖြစ်အောင်ကတော့လည်းကြောက်ဖို့ပဲလိုရလို့မြင်ပါတယ်။ပါတီဆိုကကျွန်တော်တို့ကနိုင်ငံတကာမှာတကယ်ကိုလူတိုးတက်နေတဲ့နိုင်ငံအများစုကလည်းပါတီဆိုဒီမိုကရေစီနဲ့တွေ့ရတာပဲ။အဲ့တော့ဟိုတပါတီနဲ့တွေ့ရတဲ့ဆိုရဲဒီကကထူးခြားတဲ့အခြေအနေတွေနဲ့နောက်တစ်ခါအဲ့ဒီတပါတီစနစ်ဆက်လက်ပြီးငြင်းနေတယ်ဆိုတာကလည်းကောင်းဆောင်ရဲ့အမျိုးမျိုးတွေက အင်ဂျင်နိုတွေကအပေါ်မှာလည်းမူတည်တယ်လို့မြင်တယ်တပါတီစနစ်ဆိုတာဟာတိုင်းပြည်တစ်ခုကိုနိုင်ငံရေးလမ်းစဉ်အယူအဆတစ်မျိုးတည်းကျင့်သုံးပြီးပါတီတစ်ခုတည်းကနေအုပ်ချုပ်တဲ့စနစ် ဖြစ်ပြီးတော့ပါတီကောင်းဆောင်ဒါမှမဟုတ်ပါတီရဲ့ဗဟုအာဏာပိုင်အဖွဲ့ကတိုင်းပြည်အာဏာစုပ်ကင်ထားကအုပ်ချုပ်တာဖြစ်ပါတယ်။ဒီမိုကရေစီစနစ်ဆိုတာကတော့ပြည်သူကသူတို့ကိုကိုယ်စားပြုသူကိုကိုယ်တိုင်ရွေးချယ်အုပ်ချုပ်စေတဲ့စနစ်ဖြစ်ပြီးတော့ဖက်ဒရယ်စနစ်ဆိုတာကတော့စုစည်းလုပ်ကိုင်ရာမှာလုပ်ကိုင်နိုင်ခွင့်တွေကိုခွဲဝေကျင့်သုံးတဲ့အယူအဆသဘောတရားဖြစ်ပြီးပေါင်းစည်းနေထိုင်တာ ညှောက်ဝေခန်းစားတာဖြစ်တယ်လို့နိုင်ငံရေးသမားတွေကထောက်ပြကြပါဗျ။